ားလုံးပဲမင်္ဂလာပါ Article Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့မြင်းကလေးသတင်းနဲ့ပတ်သက်ပြီးမြေပြင်မှာဘာတွေဖြစ်နေလဲဘာတွေထူးခြားနေလဲဆိုတာကိုသတင်းစုစစ်မှုတွေအရတင်ဆက်သွားမှာဖြစ်ပါတယ်မရှိလမ်း20နဲ့ရှီယန်နေကနေဖြစ်ပျက်ခဲ့တဲ့ပြင်းအားရဂျစ်တာ9.8ရှိတဲ့ငလေးကြောင့်မြန်မာနိုင်ငံရဲ့ထိခိုက်ဆုံးရှုံးမှုအခြေအနေတွေမှာတည်ဆုံးသူတွေက3000ကျော်တိရှိနေတယ်လို့သိရပါတယ်နောက်ပြီး ိခတ်တဲ့ရရှိသူတွေနဲ့ပျောက်ဆုံးသူတွေကလည်းတနည်းတခြားကိုပို့ပြီးတိုးလာနေတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒီ register 9.9ပြင်းအားရှိတဲ့ငလျာဆိုရင်မန္တလေးတိုင်းနဲ့16ကီလိုမီတာအကွာကိုပို့ပြုပြီးမြေအောက်အနက်10ကီလိုမီတာကနေလှုပ်ခွက်ခဲ့တာဖြစ်ပါတယ်။မန္တလေးတိုင်း၊စကိုင်းတိုင်း၊နေပြည်တော်နဲ့ပဲခူး၊မကွေ၊ရှမ်းပြည်ဘက်တွေကိုလည်းကူးဆက်သွားခဲ့ပါတယ်။ မတ်လ28ရက်နေ့ကလေးကလှုပ်ခဲ့ကြတဲ့ငလေးဟာမတ်လ31ရက်နေ့ထိကိုလှုပ်ခဲ့နေပြီးတော့မှ register တစ်ကနေခုနှစ်ထိပြင်ရအမျိုးမျိုးနဲ့အချိန်ပေါင်း200ကျော်ထိကိုလှုပ်ခဲ့ခဲ့ပါတယ်။နောက်ဆက်တဲ့ငလေးလှုပ်ခဲ့မှုတွေကြောင့်ဒီ Shan Greening ရဲ့အဆက်တွေမှာလည်းအနည်းငယ်လှုပ်ခဲ့ခဲ့တာရှိပါတယ်။အဓိကငလေးရင်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့နေရာတွေကမန္တလေးတိုင်းစကိုင်းတိုင်းနဲ့နေပြီးတော့ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလှုပ်ခဲ့ခဲ့တဲ့ဒီငလေးရင်က အာအပြင်းဆုံးထဲမှာပါတဲ့ငလျင်တစ်ခုဖြစ်ပြီးတော့မှကမ္ဘာသတင်းမီဒီယာထဲမှာလည်းအလွန်မှုဆုံးသတင်းတစ်ခုဖြစ်ပါတယ်ဒီထက်ကနေပြည်တော်မှာဆိုရင်စစ်ကောင်စီနိုင်ငံကြားရေးဝန်ကြီးဌာနအပါအဝင်အလုတ်သမားဝန်ကြီးဌာနပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြမမီးထားဌာနအဆောက်အဦတွေအပါအဝင်ဝန်ထမ်းအင်အားတွေလည်းအတော်လေးကိုပြည့်စုံသွားခဲ့ပါတယ်နေပြည်တော်မှာကစစ်ကောင်စီရုံးဆက်ရနေမည်ဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီရုံးဆက်ရနေမည်မှာရှိတဲ့ပြည်ကြားရေးဌာနအပြင်ဌာနဆိုင်ရာရုံးတွေလည်းအပြည့်စုံတွေရှိခဲ့ပြီး ရှက်ချင်းဆိုသလိုရှစ်ကောင်စီကရန်ကုန်ကနေ KCA အဖွဲ့တွေကိုနေပြည်တော်ကိုလာဖို့အတွက်ချက်ချင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။အခုဖြစ်နေတဲ့ငလျင်တည်င်းနဲ့ပတ်သက်ပြီးနေပြည်တော်ကမှအပြက်စီရှိပေမဲ့လို့တည်င်းကအဲ့လောက်ထိတော့မတွေ့ရပါဘူး။အဓိကတွေ့ရတာကတော့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းပဲဖြစ်ပါတယ်။နောက်ပြီးရှမ်းပြည်ညောင်ရွှေမြို့အင်းလင်းဘက်မှာဆိုလို့ရှိရင်လေငလျင်ကြောက်တည်ဆုံးသူတရားဝန်ကျင်လောက်ထိကိုရှိတယ်လို့သိရပါဗျ ဒီနေရာမှာကတခုရှိတာကကစ်စီရဲတကမန္တလေးတိုင်းဘက်ကိုပို့ပြီးတော့မှရောက်ရှိပြီးတော့စကိုင်းဘက်ကိုကစ်စီရဲကို အရောက်နေတာကိုအွန်လိုင်းမှာဒေသခံတွေရဲ့အကူအညီတောင်းတဲ့ post တွေအရာသိရပါတယ်။ဒါတချို့ဆိုလို့ရှိရင်အပုံးတွေတော့မှနေရာတော်တော်များများမှာရပ်နေတယ်လို့သိရှိရပါတယ်။ငလျင်ဆက်ဖြစ်တဲ့ Matchla 20နဲ့ရှေ့ရနေကြတဲ့တည်ဆုံးတော့တဲ့လူတွေဆိုရင် အခုလိုပူပြင်းတဲ့နေရာဒီမှာအတော်လေးကိုအပုံးနဲ့ထွက်မှာဖြစ်ပါတယ်။တရက်ကြာနှစ်ရက်ကြာ တဲကြနေရကြသွားပြီဆိုလို့ရှိရင်တော်တော်လေးကိုအပုံတွေကပြင်းလာမှာဖြစ်ပါတယ်ဒီကြတဲ့ငလျင်ကြောင့်အမြန်လန်းတွေတံတားတွေပါပြည့်စင်နေတဲ့အတွက်ကင်စင်ရတွေကချက်ချင်းဆိုသလိုရှောင်းနိုင်မှာတော့မဟုတ်ပါဘူးဒီနေ့အီပီလာနေ့ရက်နေ့ဒီငလျင်တည်င်းတွေကတောက်လျှောက်တက်နေပြီးတည်ဆုံးသူ2939ဒဏ်ရာရှိသူ3900နဲ့ပျောက်ဆုံးသူ300ကျော်ရှိတယ်လို့စစ်ကောင်စီထုတ်ပြန်တဲ့အချက်လက်တွေကသိရပါတယ်ဒါပေမဲ့ ဒီပပီသတင်းဌာနရဲ့ထုတ်ပြန်စာရင်းမှာတော့တည်ဆုံးသူက3643ဦးရှိပြီးထိခိုက်ဒဏ်ရာရရှိသူက4980နဲ့5ဦးနဲ့ပျောက်ဆုံးသူက905ဦးထိရှိတယ်လို့အီပီလာတရနဲ့ထုတ်ပြန်ကြေအရာသိရပါတယ်။နောက်ပြီးတော့မန္တလေးမှာကေစီရဲလုံနေတဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့၄ရက်တာကေစီတော်တဲ့အတွင်းအသက်ရှင်နေတဲ့လူ၄၀၃ဦးကိုကိထုတ်နိုင်ခဲ့ပြီးတော့တည်ဆုံးသူ259ဦးကိုလည်း ထုတ်ယူနိုင်ခဲ့တယ်လို့ match လ31ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။နိုကရေးယားရေစစ်မီးတွေပုံမမြနိုင်တဲ့အခြေအနေတွေကနေအခုငလျင်ကြောက်လေးစစ်မီးနဲ့ရေတွေပါ ပြတ်တောက်သွားတယ်လို့သိရပါတယ်။စက်တွေကွန်ရက် internet line တွေကလည်းအဆင်မပြေမှုတွေနဲ့ကြုံနေရတယ်လို့မန္တလေးဒေသခံတွေရဲ့ပြောပြချက်တွေအရသိရပါတယ်။ငလျင်လောက်ခတ်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတည်င်းအမှောင်ချတာတွေလည်းရှိနေပါတယ်။အချင်းထောင်လိုနေရာမျိုးတွေမှာလည်း ထိကိုက်တဲ့ရရှိမှုတွေရှိတယ်လို့မြပြည်တည်င်းအရေးမြို့တွေကသိရပေမဲ့ရှစ်ကောင်စီဘက်ကတော့တည်င်းထုတ်ပြန်တာမျိုးမရှိပါဘူးမန္တလေးဘက်မှာရှိတဲ့အူဘိုအချင်းထောင်မှာဆိုရင်တည်ဆုံးသူနဲ့ထိကိုက်တဲ့ရရှိသူတွေရှိတယ်လို့နိုင်ငံရေးအကျဉ်းသားတွေကိုကူညီပေးနေတဲ့ PPNM ရဲ့ April 10ရက်နေ့ထုတ်ပြန်တော့မှပဲဒီထောင်တွေတည်င်းတွေကိုသိရှိရပါတယ်ဒီလိုရှစ်ကောင်စီကငလင်းတန်းချောင်းဖြစ်ခဲ့တဲ့တည်င်းတွေကိုအမောင်ချက်လာတဲ့အပြင်နိုင်ငံခြားတည်င်းထောက်တွေကိုလည်းရှစ်ကောင်စီကတည်င်းယူဖို့ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ငလျင်ကြောင့်ထိကက်ပြစ်ဆုံမှုတွေကိုကူညီနိုင်ဖို့နဲ့ဒီအခက်အခဲအခြေအနေတွေကိုကျော်လွှမ်းနိုင်ဖို့အတွက် American အနောက်နိုင်ငံတွေနဲ့အင်ဒီဂျင်းနိုင်ငံတွေကအကူအညီတွေကိုဆက်တိုက်ပေးနေပါတယ်။အာဆီယံနိုင်ငံတွေကလည်းငလျင်ဘေးနဲ့ပတ်သက်ပြီးကူညီဖို့ကိစ္စနိုင်ဖို့အတွက်နိုင်ငံကြားရေးအစည်းအဝေးတရက်ကိုအရေးပေါ်ခေါ်ယူပြီး match လ30ရက်နေမှာ online ကနေပြုလုပ်ခဲ့ပါတယ်။လူဝင်အားရှင်းဝေါနဲ့လိုအပ်တဲ့အထောက်အကူပစ္စည်းတွေကိုဆက်တိုက်ဆိုသလိုပေးနေတာတွေ့ရပါတယ်။ ီနေရာမှာနိုင်ငံတကာကစ္စင်းနဲ့ပတ်သက်လို့ပြောစရာတစ်ချက်ရှိပါတယ်။စစ်ကောင်စီကငလျင်တန်တင့်ပြည်သူတွေကိုကေဖို့တရုတ်ရုရှားနဲ့တခြားအာဆီယံအဖွဲ့ဝင်တွေကိုခွင့်ပြုခဲ့ပေမဲ့ထိုင်ဝမ်အဖွဲ့ကတော့ကုညီကစ္စင်းကတော့ခွင့်မပြုခဲ့ပါဘူး။ငလျင်ဖြစ်တဲ့နေကလေးကကုညီကစ္စည်းရဲ့အတွက်အသင့်ဖြစ်လာတဲ့ထိုင်ဝမ်ကစ္စည်းရဲ့ဖွဲ့ဟာလေးစိတ်မှာလေးစိတ်နဲ့ရှင်းနိုင်အထိမြန်မာပြည်ကိုပြည်ဝင်ခွင့်ရဖို့စောင့်ဆိုင်ခဲ့ကြပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကခွင့်မပြုခဲ့တဲ့အတွက်ထိုင်ဝမ် ဖွဲ့တွေကလည်းလက်လျှော့ခဲ့ရပါတယ်စစ်ကောင်စီအနေနဲ့ထိုင်ဝင်ကိုဝင်ခွင့်မပြုတဲ့အတွက်လည်းပြည်သူတွေကစစ်ကောင်စီပေါ်မှာအရင်ကတည်းကပုံပြီးစိတ်ပြက်လာကြောင်းနဲ့ဆဲဆူကျင်းမောင်းကြတာတွေကိုအွန်လိုင်းပေါ်မှာရေးသားတုံ့ပြန်နေကြပါတယ်အခုလိုမြန်မာနိုင်ငံကလူတွေတေဘင်းနဲ့ရင်ဆိုင်နေရခြင်းမှာတခြားနိုင်ငံတွေကိုခွင့်ပြုပြီးထိုင်ဝမ်ကိုဘာကြောင့်ခွင့်မပြုခဲ့ရဘူးလဲဆိုတာပေါ်စဉ်းစားဖို့ရှိနေပါတယ်လက်ရှိမှာ ထိုင်ဝမ်ကတရုတ်နဲ့ပြဿနာဖြစ်နေတဲ့နိုင်ငံဖြစ်ပြီးတရုတ်ကထိုင်ဝမ်ကိုသူတို့နိုင်ငံအဖြစ်သတ်မှတ်ထားတဲ့အတွက်စစ်ကောင်စီကလည်းတရုတ်အလို့ကြားထိုင်ဝမ်ကိုနိုင်ငံတစ်ခုအနေနဲ့အတိမဲ့မပြုတ်ခဲ့တဲ့သဘောမှရှိပါတယ်။ငလျင်တည်နေတဲ့ပတ်သက်ပြီးဒီနေ့ရရှိတဲ့များတဲ့င်းကတော့မန္တလေးမှာအကူအညီကစ်စရေးလုပ်နေတဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နဲ့နိုင်ငံတကာကစ်စရေးအဖွဲ့တွေကဆက်လက်ပြီးကစ်စရေးတွေကိုလုပ်နေပါတယ်။မန္တလေးကလူသိများတဲ့ Sky Pillar ကွန်ဒိုအောက်မှာပိတ်မိတဲ့လူတွေကို KCA ရဲ့အဖွဲ့တွေကဆက်လက်ကေထုံနိုင်ဖို့တွေစူးစမ်းနေကြပါတယ်။ Sky Villa နဲ့ပတ်သက်ပြီးအသက်ရှင်ကျန်နေသူတွေရောအခြားအသက်မရှင်တဲ့သူတွေပါရှိနေသေးတယ်လို့ဒေသခံတွေရဲ့ပြောပြချက်တွေအရသိရပါတယ်။မန္တလေးပျော်ပွေမြို့ကကမ်မောဆာဘန်ခွဲပြိုကျမှုမှာတော့တုံးရတာရှာဖွေခဲ့ပြီးအသက်ရှင်ကျန်သူတချို့ကိုကေထုံနိုင်ပြီးတော့ဒီကနေ့မှာအသက်ရှင်ကျန်သူမရှိတော့ဘူးလို့သိရတဲ့အတွက်အလောင်းတွေကိုဆက်ပြီးတော့မှဆွဲထုတ်ယူနေကြပါတယ်ဆက်ပြီး မန္တလေးမှာပဲတန်ဃာတော်အပား290လောက်စာဖြင်းနေခြင်းငလီလောက်ခတ်တဲ့အတွက်မန္တလေးမြို့မလွန်ရက်85လမ်းမှာရှိတဲ့ဥလတိန်ပိမံလို့ခေါ်တဲ့ငါထက်ဆောင်ကြီးပြိုကျခဲ့ပါတယ်။စာဖြင်းဆုံးမအချိန်ဖြစ်တဲ့အတွက်တန်ဃာတော်အချို့ကထွက်ပြေးလွမြောက်ခဲ့ပေမဲ့အများစုကတော့အထင်းမှာပိတ်မိကျင်နေခဲ့ပါတယ်။ဒီနေ့ဒီတော့ရရှိတတ်တဲ့သတင်းအချက်အလက်တွေအရအဲ့ဒီစာဖြင်းဆောင်ကနေတန်ဃာတော်အပား90လောက်သာကေထုတ်နိုင်ခဲ့ပါတယ်။ ြံတဲ့အပန်း200လောက်မှာအဆောက်အုံရဲ့အောက်မှာပိတ်မိနေပြီးအသက်ရှင်ကျန်သူရှိမရှိကိုတော့အတိအကျမသိရသေးပါဘူး။နောက်ထပ်စကိုင်းဘက်ကိုကြည့်မယ်ဆိုရင်စကိုင်းမြို့ရွှေဘိုရင်းမာပင်ဝက်လက်ကနီပလင်းမြို့တွေမှာလည်းလူဦးရေ694လောက်ထိတည်ဆုံပြီးတော့မှဒီနေပြည်တော်ဘက်မှာဆိုလို့ရှိရင်ပြင်မနာနဲ့တက်ကုန်းမှာလူဦးရေ426ဦးထိတည်ဆုံသွားကြအောင် DBB ရဲ့အပလာတရက်နဲ့ဖော်ပြချက်တွေအရသိရပါတယ်။ဆက်လက်ပြီးတော့ ဘကူးတိုင်းနဲ့ရှမ်းပြည်ဘက်တွေမှာလည်းတည်ဆုံတာတွေရှိနေပါတယ်။မက်လာ28ရက်နေ့ကငလျင်တကြောင်အမေရိကန်ပြည်ထောင်စုအခြေဆိုင်နိုင်ငံတကာငလျင်လှုပ်ခတ်မှုစောက်ကြည့်ရေးအဖွဲ့ USGS ကပြည်내တဲ့မြန်မာငလျင်တကြောင်လူဦးရေ1000ကနေ3000အထိကိုတည်ဆုံနိုင်ခြင်းရှိတယ်လို့မက်လာ29ရက်နေ့မှာခန့်မှန်းထားတာကိုလည်းတွေ့ရပါတယ်။မက်လာ28ရက်နေ့ကဖြစ်ခဲ့တဲ့ငလျင်တကအခုဆိုရင်ဧပြီလ2ရက်ထိဆိုလို့ရှိရင်6ရက်ထိကိုရှိသွားပါပြီ။ တင်ဆောင်တွေကလည်းတရက်နဲ့တရက်လူတွေကိုမကေထောက်နိုင်ဘူးဆိုလို့ရှိရင်အထဲမှာပိတ်မှုသူတွေကလည်းအောက်ဆီဂျင်ပြတ်သွားနေတာကြောင့်တည်ဆုံးသွားနေတာမျိုးလည်းဖြစ်သွားနိုင်ပါတယ်အစပိုင်းမှာတော့စစ်ကောင်စီကတည်ဆည်ရေးကို နေပြည်တော်ကိုဦးစားပေးလုပ်တယ်လို့သိရပါတယ်အမြန်လမ်းတွေလျှက်စီမီးတွေကိုပါတပြိုင်တည်းလုပ်နေလို့သိရပါတယ်ဆိုတော့အစပိုင်းမှာတည်ဆည်ရေးမလုံလောက်ဘူးဆိုပေမဲ့အခုကတည်ဆည်ရေးအဖွဲ့တွေပါ ထောက်ပြပစ္စည်းတွေပါအများကြီးရှိနေပါပြီနိုင်ငံတကာကစ္စည်းရဲ့အဖွဲ့တွေကလည်းစူးစမ်းပြီးကေထုံးနေပြီးတော့မှအဲ့ဒီနိုင်ငံတွေကကစ္စည်းရဲ့အဖွဲ့တွေကဘယ်နေရာမှာဘယ်လိုမျိုးကစ္စည်းနေတာဆိုတာကိုတော့မသိရပါဘူးငလင်းတန်ကိုခံရတဲ့ဟိုထိုင်း တောင်မှမြန်မာနိုင်ငံကိုလာပြီးအကူအညီပေးနေတာတွေ့ရတော့မြန်မာနိုင်ငံသားတွေကအတော်လေးကိုအားရဝင်တာဖြစ်ကြပါတယ်နိုင်ငံတကာအဖွဲ့တွေတော်တော်များများကိစင်နေတဲ့အထက်ရုရှားနိုင်ငံကိစင်ရဲ့အဖွဲ့ဆိုလို့ရှိရင်ဘယ်နေရာမှာဘလို့ကိစင်နေတာဆိုတော့ဒီနေ့ဒီမတွေ့ရသေးပါဘူးနောက်ထပ်တခြားနိုင်ငံကကိစင်ရဲ့အဖွဲ့တွေကိုလည်းဘယ်နေရာမှာဘလို့မျှပြီးပို့ထားတယ်ဆိုတာကိုလည်းမသိရပါဘူးအဓိက နေပြည်တော်ရဲ့မန္တလေးရဲ့လောက်တော့နိုင်ငံခြား ဒီနိုင်ငံတကာကအခုညင်တွေပေးနေတာကိုတော့လက်ရှိမှာ တွေ့ရပါတယ်။မနေ့ကအထီတော်စကိုင်းဘက်ကိုလည်းဒီရောက်တယ်လို့တော့ KCA လုပ်ငန်းနဲ့ပတ်သက်ပြီးလောက်ကင်နေတဲ့သူတွေစီကနေကြားသိရပါတယ်။နောက်တစ်ချက်ကဒီငလီနဲ့ပတ်သက်ပြီးတည်င်းသူတည်င်းမားတွေကိုတတိထားဖို့လည်းလိုပါတယ်။မြန်မာနိုင်ငံမှာပဏိပခတစ်ခုခုဖြစ်ပြီဆိုရင်ဝါဒဖြစ်တဲ့သူတွေကသူပြိုင်ကိုပြိုင်နဲ့အပြိုင်အဆိုင်ဝါဒဖြန့်ချီတက်ကြပါတယ်။နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ ဝါရဖြစ်နေတဲ့သူကပိုဆိုးလာသလိုအခုလိုတဘာဝဘေးအန္တရာယ်ကြုံလာတဲ့အချိန်မှာဝါရဖြစ်တမားတွေကအမျက်ထုတ်လာတာတည်းရှိပါတယ်။မရှိလာ30ရက်နေ့ကလည်းစကိုင်းဘက်ကိုကစ်စီရေးတော်တဲ့ရင်းနှင်းကိုမြင်းမှုဘက်ကိုရောက်တဲ့အချိန်မှာမိုင်းဆွေးတိုက်ခိုက်တယ်ဆိုပြီးတော့မှစစ်ကောင်စီဝါရဖြစ် channel Telegram တွေကနေဖျက်ချီခဲ့တာရှိပါတယ်။ဒီလိုဝါရဖြစ်တည်င်းမျိုးတွေအပြင်ငလျင်နဲ့ပတ်သက်ပြီးတော့မဟုတ်မမှန်အကြောင်းအရာတွေကိုရေးသားဖြန့်ဝေတာတွေကို Facebook အကောင့်တွေ channel တွေကနေဖော်ပြနေကြပါတယ်။ မတ်လ30ရက်နေ့မှာပဲရန်ကုန်နဲ့တခြားမြို့တွေကိုအင်အားပြင်းကလေးလှုပ်မယ်လို့လူမှုကွန်ရက် Facebook တွေမှာဖြန့်ဝေထားတဲ့အတွက်ရန်ကုန်မြို့ခံတွေကကြောက်လန့်ပြီးလမ်းပေါ်မှာထွက်နေကြကြပါတယ်ဒီလိုတည်မြို့တွေနဲ့အတူကစ္စရဲအကြောင်းပြပြီးအလှခံတဲ့အဖွဲ့တွေကလည်းဆက်ရှိနေပါသေးတယ်ဒီလိုတည်သူတည်မှားတွေကို ဖော်ပြနေတဲ့မြန်မာ Fact Checking Network နဲ့တည်မီဒီယာတွေကိုအမြဲစောင့်ကြည့်ဖို့လိုပါတယ်အဓိကတော့ယုံကြည်စိတ်ချရတဲ့တည်ဌာနတွေကို စောင့်ကြည့်ဖက်ရှုဖို့ပါပဲ။ တည်င်းသူတည်င်းမတွေပြည့်နေလိုက်ရင် အကြောက်တရားလွှမ်းမိုးသွားနိုင်တဲ့အတွက်လူထုကမယုံကြည်ဖို့တော့လိုပါတယ်။ဘယ်တည်င်းပဲဖြစ်ဖြစ်အလွေတကူမယုံဖို့ကိုပြောချင်တာဖြစ်ပါတယ်။ဒီနေ့ကိဆိုရှယ်မီဒီယာတွေကျမှာအသုံးပြုတဲ့သူတွေက အတော်လေးကိုများပါတယ်။အထူးသဖြင့်တော့မြန်မာနိုင်ငံသားတွေဆိုရင် Facebook ကိုအသုံးများကြပါတယ်။ပြည်တွင်းရောပြည်ပပါမြန်မာနိုင်ငံသားတွေက Facebook ကိုစုစုမြေမြေသုံးကြပါတယ်။ဒုတိယအများဆုံးအသုံးပြုတာကတော့ Telegram ပဲဖြစ်ပါတယ်။ ဒီ platform တွေမှာလည်းယုံကြည်စိတ်ချရတဲ့သတင်းထဏာတွေရှိပါတယ်။သတင်းတစ်ခုထွက်လာတိုင်းလည်းအလွယ်တကူမယုံမှုနဲ့သတင်းထဏာတွေရဖော်ပြချက်တွေကိုပါစောင့်ဆိုင်ဖို့လိုပါတယ်။သတင်းသူသတင်းမတွေကိုယုံတဲ့သူတွေအထက်မှာအများဆုံးတွေ့ရတာကတော့သတင်းထဏာတွေနဲ့သတင်းတွေကိုသတင်းထဏာတွေရဲ့သတင်းတွေကိုဖက်လက်ဖက်တာမရှိတဲ့သူတွေကတော့အများဆုံးလို့ဆိုရပါမယ်။ဒီငလျင်သတင်းနဲ့ပတ်သက်ပြီးတော့မှနောက်ဆုံးအချက်ပြောရမယ်ဆိုလို့ရှိရင်ဒီမြင်ငလျင်ကနောက်ထပ်ဒီလာနိုင်တယ်မလာနိုင်ဘူးဆိုတာကတော့ဒီအတိအကျ ခက်မှန်ပြီးတော့မှပြောလို့အတိအကျပြောလို့ရနိုင်တဲ့အခြေအနေမျိုးမရှိဘူးလို့ဒီဘူမိဗေဒပညာရှင်တွေကပြောဆိုကြရတာသိရပါတယ်။မြင်ကလေးနဲ့ပတ်သက်ပြီးတော့လည်းနောက်ဆက်တည်းတည်းဖြစ်လာနိုင်သေးသလိုမဖြစ်လာနိုင်ဘူးလို့လည်းပြောလို့ရတဲ့အနေအထားမှာရှိပါတယ်။မြင်ကလေးလှုပ်ပြီးမြေကြီးတွေရွှေ့လျားတာရေတွေပန်ထက်တာမြေကြီးတွေတွင်းတဲ့ကြီးတွေဖြစ်သွားတာအရာဝတီမြေတချို့နေရာမှာဆိုလို့ရှိရင်ရေတွေခမ်းချောက်သွားတာတွေဟာတတိထားရမယ့်အချက်တွေဖြစ်ပါတယ်။ဒီမြင်ကလေးနဲ့ပတ်သက်ပြီးမုန်တိုင်းပင်တွေဖြစ်မယ်ဆိုတာမျိုးကိုလည်း ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူးအတိအကျလည်းမတွေ့ရသေးပါဘူးအခုပြနေတဲ့မြင်းကလေးပြည့်ရွှေကျော်ကစကိုင်းမန္တလေးနဲ့ရန်ကုန်အနီးလမ်းကြောင်းတွေမှာတွေ့ရှိရတာဖြစ်ပါတယ်ဒီပြည့်ရွှေငလင်ကျော်ကနှစ်တွေကြာလေပူပြီးအကောင့်လေလို့ဆိုရပါမယ်ဒီပြည့်ရွှေကျော်ဟာမြေအောက်မှာရှိနေတဲ့မျိုးစီလိုချက်တွေရွှေ့လျားတာကြောင့်ဖြစ်လာတယ်လို့ကျွန်တော်တို့လေ့လာသိရှိရပါတယ်ဒီတော့မြန်မာနိုင်ငံငလျင်တမိုင်းနဲ့ပြောရမယ်ဆိုရင်စကိုင်းနဲ့မန္တလေးကမြင်းငလျင်တံကိုအများဆုံးခံရတဲ့နေရာတွေဖြစ်နေပါတယ် 1920နဲ့9ခုနှစ်ကနေ2020နဲ့9ခုအထိမြင်းလင်းလှုပ်ရတာကစေချိန်အထိရှိပါတယ်1920နဲ့9ခုနှစ်မှာတစ်ကြိမ်1930မှာတစ်ကြိမ်1940နဲ့6မှာနှစ်ကြိမ်1950နဲ့6မှာတစ်ကြိမ်1980နဲ့5မှာတစ်ကြိမ်2017ခုနှစ်မှာတစ်ကြိမ်2012ခုနှစ်မှာတစ်ကြိမ်2020 3မှာတစ်ကြိမ်နဲ့အခုလက်ရှိ2025မှာတစ်ကြိမ်ဖြစ်ပါတယ်ဒီစေချိန်စလုံးမှာ ပကူတန်းမှာ၃ကြိမ်အထိဖြစ်ခဲ့ပြီးတော့မှစကိုင်းနဲ့မန္တလေးမှာ၅ကြိမ်အထိဖြစ်ခဲ့ပါတယ်။ကြံ၂ကြိမ်ကတော့ဒီရှက်ပြည်နဲ့မွန်မာဆိုလို့ရှိရင်တစ်ကြိမ်တစ်ကြိမ်အထိကိုဖြစ်ခဲ့ပါတယ်။ဒီမြင်းကလေးစကြိမ်စလုံးရဲ့ပြင်းအားတွေမှာအနည်းဆုံးက1985ခုနှစ်ပကူတန်းပြည်မြို့အနေမှာလှုပ်ခဲ့တဲ့ register 6.9နဲ့ register 6.5နဲ့အခု2025 match လ28ရက်နေ့မှာစကိုင်းမန္တလေးနေပြည်တော်မှာလှုပ်ခဲ့တဲ့ register 9.5ကအပြင်းဆုံးမြင်ငင်လေးတွေဖြစ်ပါတယ်။တိစုံမှုအများဆုံးကတော့အခုနှစ်2025မှာဖြစ်ခဲ့တဲ့ငလျင်နဲ့1930နဲ့1946နှစ်တွေမှာဖြစ်သွားခဲ့တဲ့ငလျင်တွေကအများဆုံးဖြစ်ပါတယ်။အဲ့ဒီနှစ်တွေမှာဆိုလို့ရှိရင်လူ900ခန့်တိကိုတိစုံတော့တယ်လို့လှိလာသိရှိရပါတယ်။ ဒီအချက်လက်တွေကအမေရိကန်ပြည်ထောင်စုအခြေဆိုင်နိုင်ငံတကာငလျင်လောက်ခံမှုစောက်ကြည့်ရေးအဖွဲ့ USGS အဖွဲ့ရဲ့ဖော်ပြချက်ကိုကိုးကားထားတာဖြစ်ပါတယ်။မက်ရှလန်စနေရှီယန်တွေကလှုပ်ခတ်သွားတဲ့မြင်ကလေးကြောင့်မြန်မာနိုင်ငံကိုနိုင်ငံတကာအမေရိကန်ပါဝင်ဥရောပသမဂ္ဂအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အင်ဒီးရှားနိုင်ငံတွေကငွေကြေးအထောက်ပံ့တွေကိုပေးအပ်ခဲ့တာကြောင့်အမေရိကန်ဒေါ်လာပြည်နယ်ရှိပြီးရရှိတာပါတယ်။ဒါပေမဲ့ဒီငွေကြေးအထောက်ပံ့တွေနဲ့ပတ်သက်လို့တချို့ထောက်ပံ့ကြတဲ့ကစစ်ကောင်စီစီ စစ်ကောင်စီကိုတိုက်ရိုက်မတော်ပဲလူသားချင်းစာနာမှုပေးနေတဲ့လွတ်လပ်တဲ့အဖွဲ့အစည်းတွေရှိကနေတိုက်ရိုက်လှူဒဲတော်မယ်လို့လည်းသိရှိရပါတယ်။